မင်္ဂလာပါရှင်။ Samni Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တက်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့မိဖုရားမမကလေးရဲ့ချစ်သမျှကိုဇေဒီသမိုင်းကြောင့်လေးပဲဖြစ်ပါရဲ့ရှင်။ မမြကလေးဟာဆိုရင်1181ခုနဲ့1209ခုနဲ့မှာကုန်းပေါင်ခင်မှာထင်ရှားခဲ့တဲ့အမျိုးသမီးစာဆိုတော်တူပဲဖြစ်ပါတယ်။မန္တလေးကိုရထားနဲ့သွားမယ်ဆိုလျင်တခွန်တိုင်ဘူတာရောက်ခန့်ဒီအရှိတ်ဘက်မှာလောကဆူနာမဏိဇေဒီနဲ့အနောက်ဘက်မှာကျောက်တော်ကြီးဇေဒီတို့ကိုဖူးတွေ့ရမှာပဲဖြစ်ပါတယ်။လောကဆူနာမဏိဇေဒီရဲ့အနောက်မြောက်ထောင်မှာတော့အနောက်နမ်းမီဘုရားမမြကလေးရဲ့အယံဇေဒီလေးကသိငယ်တော်လဲတခြားကြည့်မယ်ဆိုရင် ကောင်းစွာမြင်နိုင်ပါတယ်။ ဇေဒီရဲ့အတိုင်ရကားကတော့တာယာဝရီမင်းကြီးပဲဖြစ်ပါတယ်။တာယာဝရီမင်းကြီးကိုရွှေဘုံမင်း၊ကုန်းမောင်မင်းလို့လည်းခေါ်ကြပါတယ်။မြမရှင်ဘရင်တိုင်းကမိမိလက်ထက်တော်မှာအတိကရဖရားတစုတိဆောက်လေရှိရာယခုမြမရှင်ဘရင်တိုင်းကမိမိတို့လက်ထက်တော်မှာအတိကရဖရားတစုတိဆောက်လေရှိရာဤလောကဆူနာမဏိဇေဒီတော်လည်းတစုအပါဝင် ဖြစ်ပါတယ်။ဇေဒီတရားမှာသူနဲ့ရေဆက်ဆောင်သူများအနံအမျက်နိုးဆုံးဟုဆိုအပ်သောအမျိုးသမီးလေးဦးကိုရွေးချယ်ကသူနဲ့အတူဖရားတီးခွင့်ပေးခဲ့ပါတယ်။ထို့အခွင့်ထူးကို ရတဲ့သူတွေကတော့ကြပင်းမိဖုရဲ့ခေါင်ကြီးမိတော့စัจ जा ဒေဝီမင်းသမီးအနောင်နှမ်းမိဖုရားမမြကလေးနဲ့ဝေသာလီမိဖုရားတို့ပဲဖြစ်ပါတယ်။တာယာဝတီမင်းကထိုစီဒီကို1200ပြည့်နှစ်အမရပူရမြို့မှာနန်းတစ်ဒီချိန်မှာရွှေအုပ်မြင့်ချခဲ့ပါတယ်။တပေါင်းလာဆန်းစရဲ့နေရွှေမြို့တော်ရဲ့ရှေ့မျက်နှာစာဇောင်းကလေးကန်ထိတ်ဇေဒီတီမဲ့နေရာမှာတော့ပန်းသုံးမှတ်တိုင်စိုက်ထူခဲ့ပါတယ်။တပေါင်းလာဆန်း14ရက်နေ့သကောင်းရံအချိန်မှာစိုက်ထားတဲ့ပန်းသုံးမှတ်တိုင်မှာပုံလုံးခန့်အောက်ကလုံးပြန်တက်သွားတာကိုလည်းမြင်ရပါတယ်။ ်ပညာရှင်များကိုမေးကြည့်ရာမြီးတော်မြစ်တော်တွေအထိသာသနာနှင့်၅တောင်တိုင်အောင်တည်တက်မြင့်နမိတ်ကောင်းဖြစ်တယ်လို့ပြောကြားလိုက်သဖြင့်မင်းတရားကြီးကလည်းကျေနပ်သွားရပါတယ်ထိုစီဒီကိုတော့1205ခုနှစ်ဘိုရဲလာဆန်း17ရက်နေ့နှစ်ချက်တီးအချိန်မှာထီတော်တင်ခဲ့ပါတယ်တပြခန့်ကျဲဝန်းနဲ့စီဒီပရပိုင်းမဟာယန်တိုင်းအတွင်အလဲဘဟုမှာစီဒီတော်ကြီးကမမရက်တီလျက်ရှိပါတယ်ထိုစီဒီရဲ့ဒေါင်းလေးတောင်မှာတော့စီဒီလေးစုကအလဲမှာရှိသောလောကဆူနာမီစီဒီတော်ကြီးကိုဝိုင်းရန်တိဆောက်ထားပါတယ်အရှိတောင်တောင်မှာမဟာ တိလောကစေတီဇာပင်မိမိယခအရှိမြောက်တောင်မှာလောကပရမေစေတီစကြဒေဝီမင်းသမီးအနောက်မြောက်တောင်မှာတော့ယရနာလောကစေတီအနောက်နန်းမိဘယာမမြကလေးအနောက်တောင်တောင်မှာတော့သုံးလူထိပ်ပန်းစေတီဗမော်မိဘယာဝေသာလီမင်းသမီးတို့ပဲဖြစ်ပါတယ်အနောက်နန်းမိဘယာမမြကလေးကဘရင်ရဲ့အချစ်မြတ်နိုးခြင်းကိုခံရသူလည်းဖြစ်ပါတယ်အောက်ပြီးဟင်းသားသူဖြစ်ပြီးတော့ဖခင်တိတိပြန်ချီခုံမင်းကြီးနဲ့မိခင်မဲဤတို့မှဖွားမြင်ပြီးတော့ငယ်နမဲကမမြကျုပ်ဖြစ်ပါတယ်ရုပ်ရည်ချုံမောလှပလွန်၍တည်င်းကြော ော်ကြားပြီးတော့ဘရင်ဤတော်ကောက်ချင်းကိုလည်းခံခဲ့ရတာဖြစ်ပါတယ်။ဆိုအတင်းဂီတနဲ့ဖျော်ပြေခွင့်ရှိနေတော့ဘရင်ကြီးကလည်းအနောက်နှမ်းမှာပဲအနေများပါတယ်။တာယာဝရီရဲ့သားတော်ကြီးပြင်းမင်းသားနဲ့မမြကလေးတို့ကသက်တော်မတိတ်မယိန်ရှိပါတယ်။အမှုပညာဝါဒနာပါတာချင်းလဲတူတယ်။ပြင်းမင်းသားရဲ့ကျင်ရတော်ခဲပောင်မင်းသမီးရဲ့မောင်တော်ရင်ပြည်စီမင်းသားနဲ့လည်းမမြကလေးနဲ့ရင်းနှီးပါတယ်။နောက်တစ်ချက်ကပြင်းမင်းသားရဲ့သားတော်ကြီးနဲ့မမြကလေးရဲ့သမီးတော်လှိုင်းထိတ်ခေါင်တင်နဲ့ထိမ်းမြလက်ထက်မဲ့အစီအစဉ်လဲရှိပါတယ်။ဒါ ါကြောင့်ပကံမင်းသားထံဤမင်းသားဘရင်ဖြစ်မကိုမမြကလေးကပို့ပြီးတော့လူလာပါတယ်။အဲ့ဒီအချိန်မှာစပေးမိဖုရဲ့ခေါင်းကြီးကပကံမင်းသားထိနှံ့ရဖို့အရေးပြည်မင်းသားကိုဖယ်ရှားရမှာမမြကလေးကိုလည်းတခါတည်းဖယ်ရှားလိုက်တာဖြစ်ပါတယ်။မမြကလေးကိုဘရင်ကအမျက်တော်ရှာ၍စိတ်တိုက်မှာဖမ်းဆီးထားပါတယ်။အချစ်ကြီးလိုအမျက်ကြီးတာဖြစ်မယ်လို့မမြကလေးကမိမိရဲ့အချစ်ချင်းမြတ်တာကြီးမားပုံကိုတင်ပြတဲ့အနေနဲ့စစ်သည်ကိုပပျိုးကိုရေးဖွဲ့တင်ဆက်ခဲ့ပါတယ်။မောင်တော်ကမိမိအပေါ်အထင်လွဲနေတော့လဲမိမိမြ ေတာကကက်ကဘာဆုံးတဲ့အထိတိရှိနေမှာဖြစ်ကြောင်းမြတ်စွာဘုရား၏ဓာတ်တော်တရားဖြစ်သောဇေဒီမှာနှစ်ပါးမြိုင်သစ္စာပြုပြီးဖြစ်ကြောင်းနိဗ္ဗာန်တန်သို့ရောက်အောင်သာသနာကမ်းတိုင်အတူတွဲဖက်ကုခတ်လိုပါကြောင်းယခုဘဝမှာ၌လည်းအချစ်မကုံနိုင်သည်ကိုဝတ်တုံမြကြီးကိုတသက်တင်ရမည်ဖြစ်ကြောင်းရေးဖွဲ့ထားပါတယ်။တာယာဝရီမင်းရဲ့တန်ဆိုင်တန်ငယ်သို့ခတ်ထန်သောစိတ်တို့ဟာချက်သမျှကိုပပျိုးတီးဟုသောဘဲဘိုကမိရှိန်ကြောင့်အရေးပြောနူးညံ့ပြောပြောင်းသွားပြီးမိဖုရားမမြကလေးကိုအချုပ်ခန်းကလွတ်စေလိုအမိန့်ထုတ်ပြန်လိုက်ပါတယ်။ ယ်။ဒါပေမဲ့ကံကြမ္မာကဖန်တီးလာတော့လဲတာယာဝရီမင်းကစိတ်ဖောက်ပြန်ပြီးတော့မကြမ်းမမာဖြစ်နေပါတယ်။ဘေးရင်ကိန်းကန်းနေအရာမင်းတဲဤကင်းအရက်မှာနေနေပါတယ်။ချက်ပေးမိပြရဲ့ခေါင်းကြီးနဲ့ပကံမင်းသားတို့ဖြစ်စေခြင်းသည်ဆန္ဒတို့ဟာဗရင်အမိန်တော်ဟုတစိမ့်နှိမ့်လျက်တစ်ခုပြီးတစ်ခုထုတ်ပြန်နေပါတယ်။ပြည်မင်းသားနဲ့သားတော်လေးဦးတို့ကွမျက်ခံရပါတယ်။မေတော်မဲဤနဲ့အနောက်နန်းမိဖုရားမမြကလေးတို့လည်းကွမျက်ခံရပါတယ်။တာယာဝရီမင်းနဲ့ရွာဆန်းပြီးတော့ပကံမင်းဟာအမရပူရထီနန်းကိုရရှိသွားခဲ့ပါတယ်။မမြကလေးကို ို့ပြင်းမင်းသားနဲ့ကြံ့ရပါဟုဆို၍ကိုမြရန်အနောက်တကားမှထုတ်လာရမမြကလေးကစိတ်မချမ်းမြေခိုက်ဖြစ်နေသဖြင့်သပင်ကိုနောက်ဖက်၌တပတ်ရှုံရွရွထုံ၍စပိတ်ဖားလာချလျက်ထွက်လာခဲ့ပါတယ်ရှင်းကဲ့သို့ထုံဖွဲ့သည်ကိုအတူယူ၍နောင်ကာလာများမှထုံချပြီးပူပုံထုံးဟုလဲခေစားလာပြန်ပါတယ်မမြကလေးဟာပပျိုးများတေးတက်တွေးကျိုးလေးကျိုးနှင့်ဖုံတော်ဘွယ်သချင်းကြီးများကိုရေးသားတည်ဆိုခဲ့ပါတယ်မမြကလေးရေးသားခဲ့တဲ့ပပျိုးတွေကတော့ရှိဆုံးရွက်ကြချီပပျိုးနဝရက်ရောင်စုံချီပပျိုးခန္ဓမ ာရိတ်သာဖတ်ချနန်းကလေးချီပပျိုး၊ရွှေဖီကောစင်ချီပပျိုး၊ကန္နမတောင်ချီပပျိုး၊ချစ်သမျှကိုချီပပျိုးတို့ပဲဖြစ်ပါတယ်။စောင်းကလောကံမှာယခုအခါတိနံဆိုင်ခင်းဖြစ်နေပါပြီ။တောင်ရက်မှာတော့ရတနာကူအနောက်ဘက်မှာတက်သိအင်းတို့ရှိပါတယ်။ဖယားနဲ့ကလျက်မှာရွာရှိနေပါတယ်။လောကစူလာမဏိဇေဒီတော်မှာပထိုးတော်ကြီးဖယားလောက်မကြည့်တော့လဲ။မန္တလေးရှိမင်းနုံမင်းကြီးဤကုသိုလ်တော်ဇေဒီ၊ပကံမင်းဤအိမ်တော်ရာဇေဒီ၊တီဘောမင်းဤဝါခင်ကုန်းဇေဒီတို့နဲ့ညံတော်အတူတူပဲဖြစ်ပါတယ်။တာ ရာဝရီမင်းလက်ထက်ကရွှေချခဲ့တော့လဲယခုအခါမှာထုံးမြူသင်္ကန်းသာရှိပါတော့တယ်ထူကြတာကတော့မိဖုရားသုံးမနဲ့သမီးတော်တစ်ပါးတို့ရဲ့ဇေဒီယံလေးစုအနက်အနောက်မြောက်အရက်မှာရှိတဲ့ဇေဒီယံဖြစ်တဲ့အနောက်နန်းမိဖုရားမမြကလေးရဲ့ဇေဒီကတော့အထက်ပိုင်းမှာပျက်စီးယိုယွင်းနေပြီးတော့အုတ်တွေကလည်းကွာကျနေပြီဖြစ်ပါတယ်ဒါကြောင့်မလို့လဲမမြကလေးကချစ်သမျှကိုပပျိုးကိုရေးဖွဲ့ခဲ့ပေးမယ်မောင်တော်ကိုစိတ်နာလျင်မောင်တော်နဲ့အတူတန်တရာကန်းတိုင်းရှောင်းလန်းလို့တဲ့ဆန္ဒမရှိတော့ဘူးဖြစ်လို့သူ့ဇေဒီလေးကပျက်စီး ီးသွားခဲ့သလားဆိုတာကိုတော့လူများကပြောစမှတ်ပြနေကြပါတယ်။ယနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့မိဖုရားမမကလေးရဲ့ချစ်သမျှကိုဇေဒီလေးအကြောင်းကိုတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်အကြောင်းအရာများနဲ့ဗဟုသုတဖြစ်ဖွယ်တမိုင်းကြောင်းလေးများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးချင်ပါတယ်ရှင်။